လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့တဲ့ဆော်ရန်နဲ့ MMA ပွဲထိုးချင်တယ်ဆိုတဲ့အီဘရာဘွားမောင်ကိုကြည့်လို့မရတဲ့လူတရားဟုတ်တော့ရှိခဲ့ဘူးကြမယ်ထင်ပါတယ်ကိုချီရတဲ့ကောင်မလေးကိုလူယူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကြည့်လို့မရတာချီထားတဲ့ပတ်စံပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးကြည့်လို့မရတာတွေ ဲလိုအစားရှိတဲ့ကိစ္စတွေအကြောင်းပဲဖြစ်စဉ်အကြောင်းပြချက်မရှိကြီးလို့များလို့ကိုကြီးမရတာဆိုတဲ့အရာတွေကလည်းဘွားမှာများကြီးရှိတာခဲ့ကြပါပါအဲလိုကြီးမရတဲ့လူတွေကိုဘာလို့ချင်လဲဆိုပြီးမေးလာခဲ့ရင်တော့ဘာမှတော့မလုပ်ချင်ပါဘူးဒါပေမဲ့မျက်ခွက်ကိုတော့ဖျက်ရိုက်ချင်ပါတယ်ဆိုပြီးတော့လာပြန်ပြေးကြမယ်ထင်ပါတယ်ဟုတ်ပါရင်ဘယ်သူမှကိုကြီးလို့မရတဲ့လူတရားရဲ့ပါကိုဖောက်ဖောက်လေးအနမ်းပေးချင်မှာမဟုတ်ပါဘူးတွေးပြီးဆိုတာနဲ့ဖျက်ရိုက်ချင်ကြတဲ့သူတွေကြီးပါပဲဖြစ်နိုင်ရင်တနည်းအားဖြင့်ချင်းပြီးတော့ဘိုင်ဝမ်းထွေးရမယ်ဆိုရင်လည်းထိုးလိုက်ချင်ပါတယ်ဆိုတဲ့လူတွေကလည်းလောကမှာအများကြီးရှိတာခဲ့ပါလိမ့်မယ် လူရဲလို့ဖြစ်လာရင်အကြောင်းပြချက်မရှိမုန်းနေတဲ့လူဆိုရင်လည်းရှိရင်ရှိတယ်လို့ခုနကပြောခဲ့တယ်လို့ကိုချရတဲ့ကောင်မလေးကိုကြားဖြတ်လုသွားတဲ့အတွက်ကြောင့်မုန်းနေကြည်လို့မရတော့တဲ့အဖြစ်အပျက်မျိုးတွေဟာဘွားမှာအများကြီးလို့ဆိုကြပါရင်အဲ့လိုလူသားတွေထဲမှာပက်ထရစ်အီဗရာဆိုတဲ့ပြင်သစ်သားဘယ်နောက်ခံကစားသမားဟောင်းကြီးလည်းအပါအဝင်ဖြစ်ပါရင်ပက်ထရစ်အီဗရာဆိုတာမိမကြီးဖာဂူဆန်လက်ထက်ကမန်ချက်စတာယူနိုက်တက်အသင်းမှာကစားခဲ့ပူပြီးခြေစွမ်းကောင်းနေပြသခဲ့တဲ့ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပါရင်ဘောလုံးသမားတစ်ယောက်ရဲ့လို့ဖြစ်လာခဲ့ရင်ပြိုင်မက်ဆိုတာများစွာရှိထားခဲ့မှာဖြစ်တယ်လို့ပွဲကစားချိန်အတွင်းမှာနှစ်ဖက်အသင်းကစားသမားတွေကြားမှာအဆင်မပြေစရာရင် န်ညိုးရန်စားရေဆိုတာရှိထားခဲ့တယ်လို့ပက်ထရစ်အေဘရာမလည်းကစားမဘွားရန်ညိုးရန်စားရှိခဲ့ဘူးတဲ့ ကစားသမားတယောက်ရှိပါတယ်သူကတော့အားလုံးသိတဲ့အတိုင်းလေဘာဘုကစားမဟောင်းတယောက်ဖြစ်တဲ့လိုဝဲဆော်ရပဲဖြစ်ပါတယ်လိုဝဲဆော်ရလို့ပြောလိုက်တာနဲ့ဥရုဂွေးတိုင်းစစ်ကစားမနဲ့ပတ်သက်တဲ့ပြောစရာအချက်တွေကဘာလဲဆိုရင်ပြိုင်မဲ့ကစားသမားတွေကိုကိုက်တက်တဲ့အခြေမျိုးရှိနေခဲ့တာပါလိုဝဲဆော်ရဟာချဲစီကစားမဟောင်းတယောက်ဖြစ်တဲ့အိုင်ဗန်နိုဗစ်ကိုလည်းကိုက်ခဲ့ဘူးသလိုအီတလီနဲ့ဥရုဂွေးတို့ဆုံတွေ့ခဲ့တဲ့ပွဲစဉ်မှာလည်းလိုဝဲဆော်ရဟာအီတလီနောက်ခံလို့ချီလီနီကိုကိုက်ခဲ့ဖို့တဲ့မှတ်တမ်းတွေရှိခဲ့ပူပါတယ်အဲ့လိုအကိုက်တပေါက်ရှန်းရှန်းတောက်ခဲ့တဲ့လိုဝဲဆော်ရဲနဲ့အထွေအေဘာတို့ဂျာကဘလို့အဆင်ပြေစရာတွေရှိခဲ့တာလဲဆိုရင်တော့လူမျိုးရေးခွဲခြားမှုဆိုတဲ့ပြဿနာတွေမျိုးရှိခဲ့ဘူးတကြတာပါ ်။လပောင်းနဲ့မန်ယူအသင်းတို့ထိနေတွေးဆုံခဲ့ကြတဲ့ပွဲစဉ်မစတင်ခင်မှာနှစ်ဖက်အသင်းကစားသမားတွေအကြားလက်ဆွဲနှုတ်ဆက်မှုတွေလုပ်တဲ့အခါမှာလူဝင်စွာရဲနဲ့အီဘရာတို့ဟာလက်ဆွဲနှုတ်ဆက်တာမျိုးမရှိခဲ့တဲ့အထိတင်းမာခဲ့ကြပါရင်အဲလောက်အထိကစားသမားနှစ်ယောက်ကြားကရန်စားဟာအသက်ရွယ်တစ်ခုကိုရောက်လာခဲ့တဲ့အထိပြီးဆုံးသွားခြင်းမရှိသေးတဲ့ပုံစံပါပဲ။အေဘရာဟံဘောလုံးသမားဘွားကိုကြောခိုင်းသွားပြီဖြစ်ပေမဲ့လူဝိဆွာရက်ကတော့မေဂျာလိကလပ်အင်တာမိုင်အမီအသင်းမှာကစားမဘွားကိုဖျက်ဆီးနေတာဖြစ်ပါရင်ဒါပေမဲ့အေဘရာဟာ အခုချိန်ထိစွာရက်အပေါ်မှာအခဲမချေဖြစ်နေသေးတယ်လို့သူ့ကိုကစားမဘွားမှာလူမျိုးရေးခွဲခြားပြီးတော့ပြဿနာရှာခဲ့တဲ့စွာရက်ကိုအခုချိန်ထိမမေသေးဘူးလို့ဆိုရမှာပါ အခုလဲသူက MMA ကစားမဘွားပရမအောင်ဆုံးပွဲစဉ်အပြင်မေလ23ရက်နေ့ပြင်သစ်နိုင်ငံမှာကျင်းပမယ် PFN Paris ပြိုင်ပွဲမှာဆွာရက်နဲ့ထိုးချင်ပါတယ်ဆိုပြီးတရားဝင်စိန်ခေါ်သွားခဲ့ပါတယ် MMA ပွဲစီစဉ်သူတွေကအဆိုပါပြိုင်ပွဲမှာဘသူနဲ့ထိုးချင်လဲဆိုပြီးမေးတဲ့အခါအီဘရာကအခုလိုပဲဖြေဆိုသွားခဲ့ပါတယ် MMA ပွဲစီစဉ်သူတွေကကျွန်တော်ရဲ့ပရမအောင်ဆုံးပွဲမှာဘသူနဲ့ထိုးချင်လဲဆိုပြီးမေးပါတယ်လို့ဆွာရက်လို့ကျွန်တော်ဖြေခဲ့ပါတယ်သူနဲ့သာထိုးရမယ်ဆိုရင်ကျွန်တော်ဘက်ကမွေးဆိုင်ရမယ်ဆိုလဲဆိုက်ပြီးတော့ကိုထိုးသွားမှာပါ တကယ်သာထိုးပြရမယ်ဆိုရင်သူ့ကိုလက်တင်ဘက်ကဘူးသွားနေပါကိုက်ခွင့်ကိုပေးပါမယ်ဆိုပြီးရန်သူတို့ဟောင်းကြီးလိုဝဲဆွာရဲကိုစင်ကောစကားဆိုသွားခဲ့တာပါအီဗရာဟင်စင်ကောစကားကိုလိုဝဲဆွာရဲတယောက်ဘယ်လိုအကြောင်းပြန်မလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါရင်